တင်းဒီယာနဲ့စီးပွားရေးတခုစတင်လို့ရလားဆိုရင်တော့ပြဿနာရတာပေါ့မင်းရပဲနေမလားတင်းဒီယာနေရတော့မင်းရမမေကုတခုရှိရငါဘာစီးပွားရေးစမှာလဲဆိုတော့ပြန်မိရလိမ့်မယ်ရေရိုးရှင်းရှင်းပဲပြောမယ်ဆိုရင်နှစ်ခုပဲစဉ်းစားလိုက် product and service ကပရိုဒနဲ့လောက်တဲ့စီးပွားရေးလား service နဲ့လောက်တဲ့စီးပွားရေးလားပရိုဒနဲ့ဆိုရင်တော့ initial investment လို့ခေါ်တယ်စတင်ပြီးရရင်းနှီးမြှုပ်နှံရတယ်ဆိုတော့ရှိရဥမာတင်းဒီယာနေပြီးတော့တင်း30လည်းဖြင်းဖြစ်လိမ့်မယ်တင်း40လည်းဖြင်းဖြစ်လိမ့်မယ်တပြားမပါဘဲနဲ့တပြားမပြင်မရဘဲနဲ့အရင်ဆုံးရင်းနှီးမြှုပ်နှံရတဲ့ဒီလုပ်ငန်းအတွက်ဒီလိုကိုစပစ်လုပ်ငန်းစမယ်ဆိုရင်တော့ ဘာမှဘာမှမကုန်ဘူးကိုယ်မှာ internet ရှိတယ် wifi ရှိတယ်နောက်ပြီးကိုကတယောက်ထင်းနဲ့သွားနိုင်နေဆိုရင်တော့လုပ်ငန်းဆောက်လို့ရပြီအဲ့ဒါဆိုရင်တော့ကိုကျွမ်းကျင်တဲ့ပညာနဲ့အခြေခံပြီးစမှာအဲ့တော့ကြောင့်ဘာမှမကုန်တာတကယ်လို့ကိုက agency ကျွန်တော်လိုပုံစံစရတယ်ဒါပေမဲ့အရင်နည်းလည်းမြင်မဲ့ထည့်ချင်တယ်ဆိုရင်တော့တင်းမမာတွေခေါ်ရလိမ့်မယ်ဒီမှာဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ agency ကနေပြီးတော့အခြားလုပ်ငန်းရှင်တွေကိုအခြား client တွေကိုကူညီပေးနိုင်မဲ့ service တွေဒါတွေဆိုဥပမာ secret writing ဆိုလဲကိုမလုပ်နိုင်ဘူးဆိုရင်တင်းမြန်မာတွေခေါ်ရမယ်ပြီးတော့ editor လာအတူတူပဲတင်းမြန်မာတွေခေါ်ရမယ်ဒီလိုလူတွေတို့ကအာ project payment တွေလာစားတွေတစ်ခါရုံးကဖွင့်မယ်ဆိုလဲဒီနေရာမှာရုံးကဖွင့်ပါလေ wifi board တွေပြီးရုံးကန်ဘိုးတွေဒါတွေအများကြီးစဉ်းစားလိမ့်မယ်အခြားချောတဲ့ကုန်မဲ့ရတယ်တော့အများကြီးပဲကျွန်တော်ကအခြေခံကိုစပြီးစဉ်းစားကြည့်နေကြတာကွာတိလာဒီဗီဒီယိုထဲမှာတော့ပေးတဲ့သတင်း check ကမလုံလောက်တဲ့ကြောင့်ကျွန်တော်ဘလို့မှတော့ပြန်ပြောပြလို့မရပါဘူး